ပတ်စံ1500ရှိပြီးဘာလို့ရမှမသိလို့သူများအားကိုးနေရတယ်ဆိုကြတဲ့ကဘလို့အစင်မြုံမလဲတဲ့ဆက်မတိုးပဲဆက်ကုံလေးမှတေးကြတယ်တဲ့အဲ့ဒါဒါကျွန်တော်မနေ့ကတင်ထားတဲ့ဟာလေးမှကိုမတ်မှလမ်းမနာတာပေါ့မတေးကြတာတခုပြောရမယ်ဆိုရင်တော့ဂျီနီမြို့နယ်မှုဆိုတာသူတကယ်နားမလဲလို့ဖြစ်လိမ့်မယ်ဒီမှာညီလေးကိုတေးချရှင်းပြပေးမယ်အခုလက်ရှိဒီခေတ်ကာလမှာလုံနေတဲ့တခိုင်ချင်းတချို့ဆိုင်တွေလုံနေရင်းနဲ့ရင်းပြုတ်နေတာရှိတယ် လုံနေရင်းနဲ့ပဲပြောမယ်ဆိုရင်အာရှေ့ဆက်မတိုးနိုင်တော့တယ်ရှိတယ်။နော်ဥမာပြောပြမယ်ဆိုရင်အရင်တော့တော့ကဲကိုယ့်ရဲ့လမ်းထိပ်တွေကိုယ့်ရဲ့ဆိုင်တွေမှာဆိုင်ကြီးကြီးတစ်ဆိုင်ဖွင့်ထားတယ်။မကြဘူးတစ်နှစ်လောက်နေတော့အဲ့ဆိုင်မဟုတ်တော့ဘူးနောက်ဆိုင်တစ်ဆိုင်ပြောင်းသွားတယ်။နော်အဲနောက်တချို့ဟာတွေဆိုရင်အဲ့လိုပဲတို့လမ်းမတိုင်းမှာဆိုင်ကောင်းကောင်းတွေဖွင့်ထားရင်းနဲ့အဲတစ်နှစ်နှစ်လောက်ကြာတော့ဒီဆိုင်မဟုတ်တော့နောက်ဆိုင်တစ်ဆိုင်ပြောင်းသွားတာလေအများကြီးတွေ့ရတယ်။ဒါတွေကဘာလဲဆိုရင်ပြောမယ်ဆိုရင်လုံတော့လုံနေတာပဲ။ဒါပေမဲ့အရှုံးပြလာတယ်။လုံတော့လုံနေတာပဲ။ဒါပေမဲ့အရင်နေပျောက်လာတယ်။ ်လုံးတက်လုံးနေတာပဲလုပ်ငန်းတွေဖိဖိနဲ့ဆုံးရှုံးမှုတွေဖြစ်လာတယ်ဒါတွေဒီသဘောတရားတွေကိုနားလည်စေချင်တာနော်လုပ်တိုင်းမှာလုပ်တိုင်းအောင်မြင်နေမထင်နဲ့လုပ်တိုင်းပတ်ဆိုင်ရတာမဟုတ်ဘူးတချို့လုပ်ငန်းတွေကလုပ်ရင်းနဲ့နောက်ဆုတ်ရတဲ့အများကြီးအခုကိုတို့ဒီဘက်မှာဆိုလဲအဲစက်ရုံတွေရှိမယ်စက်ရုံအရင်ကတော့လက်ပတ်နိုင်တယ်အခုဆိုစက်ရုံတွေပိတ်လိုက်တာလေအများကြီးဒါဆိုရင်သူရှုံးလာတယ်မြေကြတော့အဲ့လိုမဟုတ်ဘူးနော်မြေကြတော့အဲ့လိုမဟုတ်ဘူးအခုဒီမှာ1500နဲ့သူတစ်ခွက်ဝယ်ထားတယ်ရေအစာလည်းမကျွေးရဘူးရေလည်းမတိုက်ရဘူးဘာမှလည်းတော့လို့ဆရာမျိုးခြံတစ်ခွက်ဝယ်ထားပြီးပြီ နောက်တစ်နှစ်နှစ်နေမယ်ဆိုရင်အဲ့ဒီခြံခွက်တစ်ခွက်ရဲ့1500ဆိုတဲ့ဈေးတန်းနောက်တစ်နှစ်လောက်နေတဲ့အခါမှာ2000ပြည့်ကျင်ဖြစ်သွားလိမ့်မယ်2000ပြည့်ကျင်ဖြစ်သွားလိမ့်မယ်အလုပ်လည်းမပြတ်ဘူးကိုယ့်ရဲ့လက်ရှိလုပ်လဲသူဆက်လုပ်နေလို့ရမယ်ယင်းနည်းမြုံနယ်မှု investment တစ်ခုလုပ်ထားတဲ့ခါကျတော့ကိုယ့်ရဲ့ငွေကိုတိုးပွားအောင်လုပ်တယ်လို့ခေါ်တယ်တချို့တွေရွှေတွေဘာကြောက်ဝယ်ထားလဲချိန်ညံ့ဘာကြောက်ပြန်အောင်နားလဲဒါတွေလည်းယင်းနည်းမြုံနယ်မှုအသေးစားလေးတွေပေါ့အိမ်ချမ်းမီကြတော့အလုပ်မဟုတ်ဘူးဥပမာဆိုမန္တလေးကခြံခွက်တွေရှိမယ်နော်အရင်ကတော့ထောင်ကနန်းနဲ့ဝယ်ထားတယ်အခုချိန်မှာတောင်ကနန်းမြက်သွားတဲ့လူတွေတပုံကြီးရှိတယ် ကိုတို့ဘကိုးမှာဆိုလဲလမ်းမတိုင်းနေဝယ်ထားကြတယ်အခုကထောင်ကနန်းလေးကိုပြောတာမဟုတ်ဘူးငွေသိန်းကနန်းနဲ့နော်သိန်းကြီးပိုင်းနဲ့အလုံးလုံးနေတဲ့လူတွေတပုံကြီးစီးပိုင်းလုပ်ငန်းရှင်တွေအများကြီးပဲမြေလောကမှာယင်းကြီးမြုပ်နေတဲ့လူတွေတပုံကြီးရှိတယ်ကြီးလေးသိအောင်ပြောပြတာနော်အကိုတို့တွေအာပြောမယ်ဆိုရင်တမန်ရိုးကြအလုပ်တွေတော့မဟုတ်တော့ဘဲနဲ့နောက်ပိုင်းမှာဒီလိုမျိုးယင်းကြီးမြုပ်နေမှုတွေလှုပ်လာတဲ့ခါဆော့ရှယ်ယာဈေးကွက်တွေရှိတယ်အဲ့လိုရွှေကစားတာရှိတယ်အိမ်ချမ်းမြေကစားတာရှိတယ်ဒါတွေကယင်းနှမြုံနှမှု investment လုပ်တဲ့ခါမှာ တကယ်နားလေတဲ့လူတွေကတကယ်ဝင်ဝင်နေရတယ်တကယ်အောင်မြင်ရတဲ့လူတွေရှိတယ်နော်ဒါကြောင့်ပြောချင်တာကတေချာလေးလေးလာကြည့်ပါအဲကိုယ့်ရဲ့လုပ်ငန်းနဲ့တိုက်မတူတဲ့ခါကျရင်ကိုနားလဲမှာမဟုတ်ဘူးနော်နားမလဲလို့ရေးတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်ကျေးဇူးတင်ပါတယ်လမ်းမမေးတဲ့အတွက်အဲ့တော့ investment ဆိုတဲ့အရာကိုတေချာနားလဲမယ်ဆိုရင်ခြံွက်တွေဆိုလဲအခုလို့ရှိမှာတချို့တွေဝယ်ထားကြတယ်လုံခဲ့တဲ့တစ်နှစ်ကျော်လောက်ကအဲ1000တော့ဝယ်ထားတယ်အခု1500လောက်ဖြစ်ရင်ဖြစ်သွားတယ်နော်လုံခဲ့တဲ့နှစ်နှစ်ကျော်လောက်ဝယ်ထားတယ်900 800အခု2000လောက်ဖြစ်ရင်ဖြစ်သွားတယ်ဒါမျိုးတွေလည်းအများကြီးရှိတယ် ဲ့တော့ကိုခုနပြောခဲ့တဲ့လုပ်ငန်းတွေမှာလောက်လုံနေနေအရှုံးပေါ်တဲ့လုပ်ငန်းတွေရှိတယ်။အလောက်လုံနေနေပြင်းနေ minus ပြနေတဲ့လုပ်ငန်းတွေရှိတယ်။အိမ်ချမ်းမြေကြတော့အလုံးမဟုတ်ဘူး။ကိုအလောက်လုံပြက်ပဲနဲ့။ပိုတဲ့ဝင်ငွေလေးဝယ်ထားရုံနဲ့။ခုချိန်မှာငွေစားတိုးမြတ်သွားရည်လည်းရှိတယ်။အမျက်တွေရွာလာရည်လည်းအများကြီးရှိတယ်။အဲကြောင့်မြေဝယ်မကြဆိုတဲ့ဇကားရဲ့အပေါ်မှာမူတည်ပြီးပြောပြပေးတယ်။နော်။အဲတကယ်လို့မှလိလာကြည့်ပါ။နော်။ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့အားလုံးမင်္ဂလာပါ။ရိုင်းမင်းရဲ့ကိုဆိုင်ပါ။